မင်္ဂလာပါ Thought Shot Liberty YouTube Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီကနေ့အာရမော်ရဲ့ထိုတညာဆိုတဲ့ဝတ္ထုစာကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်ပါတယ်အားပေးနားဆင်ကြပါအောင်ခင်ဗျာထိုတညာအပိုင်းတဲ့ အောင်ဒီငါဘဝတစ်ခုလုံးကိုပြန်စဉ်းစားကြည့်ရင်အတိတ်ကအရာအားလုံးကို ရေးရေးလေးပဲမြင်ရတော့တယ်တချို့အဖြစ်အပျက်တွေဆိုရင်မိမိပျောက်ပျောက်တောင် ဖြစ်ကုန်ပြီတချိန်ကဖြက်လက်တက်ကြွခဲ့တဲ့ငါအခုအချိန်မှာနွားဟိုကြီးတကောင်လိုဖြစ်နေပြီတခါတလေ ကိုကိုကိုဘယ်နေရာမှာမှအတုံးမတဲတော့တဲ့လူပိုတယောက်လိုတောင် ခံစားမိတယ်တကယ်တမ်းပြန်စင်းစားကြည့်ရင်အချိန်တွေကညံလွန်းတယ်လို့ပဲဆိုရမယ်အရွယ်မရောက်ခင်ကချင်တော်လန်ရေးလက်နက်ကင်တက် KI ရေးထဲကိုရောက်ခဲ့တယ်နောက်တော့ဘဝမျိုးစုံကိုဖျက်ဆီးရတယ်နောက်ဆုံးတော့ခြံဆောက်အလုသမာတယောက်အနေနဲ့ဘဝရဲ့နောက်ဆုံးအချိန်ကို ဖြတ်တန်းရတော့မယ်ညနေပိုင်းရောက်ရင်ဂိုဒေါင်တောက်မှာတင်ထားတဲ့လောင်ခူကချင်အရက်ကိုတပတ်နှစ်ပတ်လောက်တောက်ပြီးကို့ဘဝရဲ့အဖြစ်အပျက်အပိုင်းအစတွေကိုစဉ်းစားနေတတ်ပြီးပြောရမယ်ဆိုရင် ကိုလောက်ခဲ့တဲ့အရာတွေကိုတမြင့်မြင့်နဲ့အရသာခံပြီးကြည်တာပဲအခုဆိုငါကအရက်ကို ဆွဲဆွဲမြဲမြဲတောက်တဲ့သူဖြစ်နေပြီ။အယက်သမားလုံးလုံးကြီးဖြစ်သွားတာတော့မဟုတ်ဘူး။အယက်ကိုဘယ်အချိန်လောက်ကနေစတောက်ခဲ့တယ်လဲဆိုရတောင်သတိမရတော့ဘူး။ဆယ်ကျော်တဲ့အရွယ်လောက်ခရဲကနေအယက်ခိုးတောက်လာခဲ့တာဖြစ်မယ်။ Now ဆေးလျော်ပေါ့။ငါကမိဘမဲ့တယောက်ပါ။ငါအသက်73နှစ်လောက်ထိ ဆွေမျိုးတွေရဲ့အိမ်မှာပဲကန့်နေခဲရတယ်။ခြောက်တန်းအထိကြောင်းတက်ခဲဘူးတယ်။ငါခြောက်တန်းရောက်တော့ကြောင်းသားအေးခင်းစတယ်။လူစုလူဝေးကြီးကအစိုးရကို တော်လှန်နေတယ်ဆိုတာငယ်သေးတော့ဘယ်သိပါမလဲ။ဟိုလူတွေဝူဝါဝူဝါဆိုလိုက်သွားလိုက်။သူများတွေတို့အေးလို့អော်ရင် ကိုလေတို့အေးလို့လိုက်អော်လိုက်ဆိုပါတော့ အဲ့ဒီအချိန်ကတို့အေးဆိုတာဘာအတိတ်ပဲမှန်မသိသေးဘူးခလေးဆိုတော့ပြောတယ် now ဆန္ဒပြပွဲကြောင့်เจ้าတွေပိတ်တော့ပို့ပြောတယ်အမှန်တိုင်းပြောရရင်ငါကเจ้าတက်ချင်လုံးတဲ့သူမဟုတ်ဘူးရရင်ရတယ်လို့เจ้าလက်ဖို့ချောင်းနေတဲ့သူအဲ့ဒီချိန်လူစုလူဝေးတွေ့တော့ပြောတာပေါ့ဆန္ဒပြနေတဲ့လူအုပ်ကြီးကလည်းငါ့ကိုတတိမထားမိတာလားဒါမှမဟုတ်ငါ့ကို တော်လန်ရေးသမားတယောက်လိုပဲအတိအမှန်ပြူတာလားမသိဘူးဟေ့ကလေးအိမ်ပြန်မင်းတော့အလုပ်မဟုတ်ဘူးလို့ပြောတဲ့သူတယောက်တောင်မရှိဘူးပြီးတော့ကလေးဆိုပေမဲ့ငါကလေးတန်းငါးတန်းမနူးမနက်ကလေးမှုတ်တာကြောင့်လဲပါမယ်ငါကကြောင်တဲ့နောက်ကြတယ်6တန်းပဲရောက်သေးတယ်ဆိုပေမဲ့အဲ့ဒီချိန်ကငါ့အသက်33နှစ်စွန်းစွန်းလောက်တော့ရှိရောမယ် လူစုလူဝေးမြင်ရင်ပိုးထပြီးရောက်ရက်ခန့်နေတတ်တဲ့အရွယ်မှတ်မှတ်ရရပဲငါဆန္ဒပြတဲ့လူအုပ်ကြီးတွေလိုက်သွားတာနှစ်ရက်လောက်အိမ်မပြန်ဘူးအဲ့ဒီချိန်တုန်းကဆန္ဒပြနေတဲ့လူတွေကိုဆိုရက်ွက်သူရက်ွက်သားတွေကလှိုက်လိုက်လဲလဲကြိုတာလူအုပ်စုတန်းကြီးကိုရက်ွက်แท้ကနေဖြတ်သွားပြီဆိုရင်ထမင်းတော့ကန်းတဲ့သူကကန်းရေတိုက်တဲ့သူကတိုက်နေ အခုပြန်စဉ်းစားကြည့်မှတကယ်ကြောက်စရာကောင်းတဲ့အချိန်တွေမှန်သိတယ်။အဲ့ဒီတုန်းကတော့ဘဲကလာပြီးကြောက်နေမှလဲကြောက်ရကောင်းမှန်းလည်းမသိဘူး။လူစုလူဝေးကြီးကစီတန်းလှဲ့လေတာမြကြီးနာမျိုးကရက်ွက်တွေအားလုံးစုံတလောက်ရှိသွားရင်တယောက်ကိုတယောက်ဘဲကိုဆက်သွားမှလဲဘဲနေရာကိုဆက်သွားတဲ့နယ်ဆိုပြီးပြောကြတယ်။နားဆို ဆိုပြီးပြောတဲ့သူတယောက်မှမကြဘူး။ ညဘက်နေဝင်ရင်ရောက်တဲ့နေရာမှာတပိတ်စကန်းဖွင့်ပြီးအိတ်ကြတယ်။မနက်ခင်မိုးလင်းကာနေပြီဆိုရင်အားလုံးလှုပ်လှုပ်ရွရွဖြစ်နေပြီ။လော့စပီကာတွေကောင်းမကောင်းဆန်းတဲ့သူကဆန်းလော့စပီကာနဲ့ဖွင့်ထားတဲ့တော်လန်ရေးကြွေးကြော်တန်တွေကိုလိုက်ညင်းနေတဲ့သူတွေက လိုက်ညင်းနေ။မနေ့ရောက်ရင် သွားတိုက်မျက်နှာတရခေါင်းမန်းတောင် မသိသလောက်နှီးပါပဲ။ငါနှစ်ရက်လောက်လူစုလူဝေးကြီးတဲ့ပါသွားပြီး ပြန်လာတော့အင်္ဂါလူတွေကဆူတယ်။ခလေးကကလေးလိုမနေဘူးပါညာပေါ်။တိတ်ကြီးဆိုးဆိုးဝါးဝါဆူတာတော့မဟုတ်ဘူး။နောက်သူတို့လည်းဆိုးဆိုးဝါးဝါဆူဆဲကျင်ပုံမပေါ်ဘူး။ငါကသူတို့အတွက်လူဘိုတယောက်လိုဖြစ်နေတော့မရှိလေပိုကောင်းလေလို့တောင်တွေးကျင်တွေးနေလောက်တယ်။တညနေတော့ငါရဲ့တငယ်ချင်းဂန်ဆိုင်အောင်အိမ်ကိုရောက်လာတယ်။သူကငါရဲ့တန်ဖော် တခုခုဆိုသူနဲ့တူလမ်းတလားနေကြအဲ့ဒီညနေကဆန္ဒပြတဲ့လူကြီးစီသွားဖို့သူကငါ့ကိုအဖော်လာညိတယ်အစကငါညင်းတယ်ညင်းရတဲ့အကြောင်းရင်းကလည်းသူမလာသေးခင်ကပဲငါ့ကိုအတော်ကစူထားတာကို အောင်ဒီနင်းအင်တဘွန်လီအင်ကန်ကလော်ရမ်မူညရင်ထော့ကော့ခွန်ကအောင်ဒီ မင်းအိမ်အလုံးမလုပ်ချင်ရင်ငါ့အိမ်မှာမနေနဲ့ပိန်ကတော့စူထားတော့ငါကမသွားချင်ဘူးဒါပေမဲ့ခန်းဆိုင်အောင်ကအတင်းခေါ်တော့ကြာကြာမငင်းနိုင်ဘူးလူစုလူဝေးတန်းကြီးဖြတ်လာမဲ့လမ်းကိုသွားခဲ့မိတယ်အဲ့ဒီချိန်ကဆန္ဒပြတဲ့လူအုပ်ကြီးကိုခန်းချမကရက်ဆက်လိုက်မယ်လို့ကြိုတင်သိနေခဲ့ရင်ငါအဲ့ဒီလူအုပ်တန်းကြီးစီသွားခဲ့မှာမဟုတ်ဘူးဒါပေမဲ့ ရှေ့ဖြစ်မဲ့အရာကိုဘယ်သူမှမမြင်နိုင်ဘူးမဟုတ်လားငါနဲ့ဂမ်ဆိုင်းအောင်ကလူအုပ်စုတန်းကြီးကိုဒုက္ကထောင်ကောက်ကွင်းလန်းကနေစောင့်နေခဲ့တယ်လူအုပ်ကြီးဖြတ်လာရင် တခါတည်းလိုက်သွားဖို့အတွက်အသင့်စောင့်နေတဲ့သဘောအဲ့ဒီချိန်တုန်းကညကြီးနာဆေးရုံကြီးဆိုရင် အခုလိုအဆောက်အုံကြီးကြီးတွေနဲ့သာသာနာနာမရှိသေးဘူးဆေးရုံဝင် ဆိုရင် ရိုင်းတိရိုင်းတိုင်ဖြစ်နေတဲ့တင်းငုပ်တွေကိုမှီပြီး တန်ဆူးကြိုးတွေနဲ့ပဲ ကားထားသေးတဲ့အချိန်ခြံဝင်အပေါက်အပြဲတွေကြောင့်ငွားတိုးထားတဲ့ခြေရာတွေကိုတောင်းထင်းထင်းရှားရှားတွေ့ရသေးတယ်အခုသူနာပြုအဆောင်ရှိတဲ့နေရာမှာ ဆိုရင်အဲ့ဒီအချိန်တုန်းကအိတ်ခမ်းတစ်ခမ်းအဲကမ်းတစ်ခမ်းအနောက်မှာမိဖို့ကြောင်လေးပါတဲ့လိုင်းကမ်းတွဲတွေပဲရှိသေးတယ်ဒုက္ကထောင်ရက်ွက်ကတော့လူနေအိမ်တိတိသားသားတိုးသွားတာမရှိဘူးဒါပေမဲ့အခုချိန်နဲ့ရှင်လိုက်ရင်တော့ အဲ့ဒီချိန်တုန်းကအင်ကြီးအိမ်ကောင်းတွေများများဆဆမရှိဘူးပေါ့လေငါမှတ်မိသလောက်ဒုက္ကထောင်ဈေးနာမှာတောင်ပြင်တောင်အင်ကြီးဆိုလို့တလုံးမဲရှိတယ်ဈေးရောက်ဖက်ချမ်းမှာဆိုရင်ဝါတက်ကဲမိုးထားတဲ့အိမ်တွေကြီးပဲဈေးရောက်ဖက်ချမ်းကအရင်တုန်းကကောက်စိတ်ထားတဲ့လေကွင်းပြင်ကြီးဒုက္ကထောင်ရက်ွက်ရဲ့အစွန်ဖျားပိုင်းလို့ပြောရင်ရတယ်နောက်မှဝါတဲတွေထိုးပြီးနေလာကြတာ ဒါပေမဲ့အဲ့ဒီနေရာကလဲကွင်းပြင် ဖြစ်ခဲ့ဘူးတော့မိုးရင်းဆိုရင်ဒူးလောက်ထိရအောင်ရေဝက်တက်တယ်။ဒီတော့အဲ့ဒီဘက်မှာနေကျင်တဲ့သူတိတ်မရှိဘူး။ဒူကထောင်စေးဆိုရင်လဲဝါတဲလေးတွေကို ဖြစ်တယ်လို့ထိုးပြီးရောင်းကြတဲ့ခင်တချို့ဆိုဝါတဲတောင်မထိုးကြဘူး။ယူလာတဲ့အသီးရွက်တွေကုံပျက်စည်းတွေကိုလွတ်တဲ့နေရာမှာဖြစ်တယ်လို့ခင်ပြီးရောင်းကြတာ။အဝယ်စားရွက်ရွက်ဆောင်းဆောင်းဝက်ပြီးအမြဲလိုလိုခေါင်းပေါင်းပေါင်းထားတတ်ကြတဲ့ အသက်60ကျော်ကချင်းအဖွားကြီးတွေဆိုဆေးရွက်ကြီးငုံရင်တောထွက်တောင်ထွက်ပြရည်စစ်စစ်တွေရှာပါတားကောင်တဲကြီးတွေကိုလွတ်တဲ့နေရာမှာဖြစ်သလိုခင်ပြီးရတဲ့ဈေးနဲ့နေမျက်နဲ့အတီထိုင်ရောက်နေတတ်တယ်။ဈေးရဲ့ပုံရိပ်ဈေးလာဝယ်သူတွေရဲ့အပြင်းစင်ဝတ်စားမှုလှုပ်ရှားမှုတွေကလည်း1988ကာလအတိုင်းမိုင်းမိုင်းညွန့်ညွန့်နဲ့ဘာမှသာသနာနာမရှိဘူး။ ်အခုခေတ်ရဲ့ဈေးပုံရိပ်တွေနဲ့တော့တော်တော်လေးကွာခြားသွားပြီလို့ပြောရမယ်ကန်ဆိုင် မင်းပြောတော့လူအုပ်ကြီးလာတော့မယ်ဆိုအေးလာတော့မှာပါ ခုနကငါတော်ပြောတာကြားလိုက်တယ် ဆန္ဒပြတဲ့သူတွေရန်ကြီးအောင်မှာရောက်နေပြီတဲ့တိတ်မကြလောက်တော့ဘူးရန်ကြီးအောင်ရက်ွက်ကဒုက္ကထောင်နဲ့တိတ်မဝေးဘူးရက်ွက်ချင်းကလျပဲအလွန်ဆုံးလမ်းလျှောက်ရင်မိနစ်30ပဲရှိမယ်ကံဆိုင်အောင်ပြောပုံအရဆိုရင် လူအုပ်ကြီးရောက်လာဖို့တိတ်မကြတော့ဘူးထင်ထားတဲ့အတိုင်းပဲတိတ်မကြဘူးလူအုပ်တန်းကြီးကဒုက္ကထောင်ရက်ွက်ဘက်ကို ကူးလာတယ်လော့စပီကာကနေအော်ပြောနေတဲ့ တော်လန်ရီကြွေးကြော်တန်တွေကိုတောင်ငသေးမကွယ်ကြားလာရပြီအတန်တွေကပူကျဲလောင်လာတယ်နောက်တော့လူအုပ်ကြီးခြစ်တက်လာတာကိုလည်းမြင်လာရတယ်ဆေးရုံဝင်ရတောင်လမ်းလေးစုံလေးကွာကနေလူအုပ်ကြီးထွက်လာတယ်အဲ့ဒီလူအုပ်ကြီးကဒေါသထွက်နေတာနဲ့တူတယ်ပောက်ကွဲတန်တွေကအရင်ရက်တွေထက် ပိုပြင်းထန်နေသလိုပဲလော့စပီကာကနေအော်နေတဲ့သူ့ရဲ့အတန်ကလည်းရတဲ့အမဲ ဒါနဲ့ဖြစ်တော်မယ်အတိုင်းပဲကျေးကျော်တန်ကရဲတောက်နေတယ်။ဘာမှမရှိတဲ့လေယာဉ်ထဲမှာလွင်မြောတဲ့အတိုင်းဖြစ်နေတယ်။တပါတီစနစ်အလိုမရှိအာနာရှင်အစိုးရအလိုမရှိ သူ့ရဲ့ကျေးကျော်တန်တွေအထဲမှာဒေါသတန်တွေ လွှမ်းနေတာကတိတာလွန်နေတယ်။လူအုပ်ကြီးကလည်းအဲ့ဒီလိုဖြစ်နေတယ်လို့ငါခံစားမိတယ်။လူအုပ်ကြီးကိုခွတ်တောင်းအလံကင်ထားတဲ့လူ၁၀ယောက်လောက်ကဥဆောင်လာကြတာ။ ဆယ်ယောက်လုံးက အသက်ကြီးတဲ့သူတွေတရားမှမပါဘူး။ငါထင် သူတို့အသက်တွေက အလွန်ဆုံး20ဝန်းကျင်ပဲရှိမလားပဲ။ဆယ်ယောက်စလုံးခွတ်တောင်းအလံကို ကိုစီကင်ထားကြတယ်။နောက်ပြီးသူတို့ရဲ့လက်မောင်းမှာခွတ်တောင်းတစိမ့်အနီရောင်လက်ပတ်တွေကိုပတ်ထားကြတယ်။သူတို့ရဲ့နောက်မှာတော့လူ10ယောက်လောက်ကတခုခုကိုပခုံးနဲ့တဲလာကြတယ်လို့ပဲ။သူတို့ဘာကိုတဲလာကြသလဲဆိုတာတော့မသိဘူး။ အဲ့ဒီလူတွေကလည်းလက်မောင်းမှာခွတ်တောင်းလက်ပတ်ကို ကိုစီပတ်ထားကြတယ်။တချို့ဆိုရင်နဖူးမှာတောင်းခွတ်တောင်းတစိမ့်အနီရောင် ပိတ်စာကြီးကို စီထားကြတယ်။သူတို့ရဲ့နောက်မှာတော့လူအုပ်ကြီးလူ30နီးပါးလောက်လက်ချင်းချိတ်ပြီးတရန်းစီချီတက်လာကြတာ။ကြွေးကြော်တန်တွေကလည်းညံလို့သူတို့ဘဲကိုချီတက်နေကြတယ်လဲဆိုတာတော့မသိဘူး။အဲ့ဒီအချိန်တွေတုန်းကမြက်ကြီးနာမျိုးကဈေးတွေ အားလုံးနီးပါးက ဒူးဒူးအောင်ကြွမှုကြောင့်ပိတ်ထားရတယ်။ဂျိုကြားဂျွန်ကြားဖွင့်လာတော့ပဲရှိတယ်။နောက်ပြည်သူတွေအရန်ဆင်းရဲခက်ခဲနေခဲ့တဲ့အချိန်တို့ပြောလို့ရတယ်။တိုင်းပြည်ကလည်းတပါတီအာဏာရှင်အစိုးရအောက်ရောက်နေတဲ့အချိန်ဥပဒေကလည်းဗယံဗတာဖြစ်နေတဲ့အချိန်ဖောက်ထွင်းမှုတွေကလည်းများလိုက်တာ ပြောမနေနဲ့။ဈေးကြီးတွေကဆိုင်းရှင်တွေဆို သူတို့ရဲ့ဆိုင်ကန်းတွေကိုဒီတိုင်းမပြတ်ထားရဲဘူး။တံပိုးရှိတဲ့ ပစ္စည်းလေးပြစ်ထားမိရင်ပျောက်သွားမှာဆိုလို့လူနှစ်ယောက်သုံးယောက်အိတ်ဆောင်ရတယ်။ဒီကြတဲ့ဓာတ်ထောက်ပစ္စည်းလုတဲ့သူတွေကရှိသေးတယ်။လူလူအောင်ကြွမှုဖြစ်တော့နိုင်ငံရေးစိတ်ဝင်စားဘူးကြောက်တယ်လို့ပြောတဲ့ပြည်သူတွေလည်းအငြိမ်မနေရဘူး။အထူးသဖြင့်မိဘတွေက အထက်တန်းတက်နေတဲ့ကိုသားသမီးတွေကောလိပ်တက်နေတဲ့ကိုသားသမီးတွေအကြီးအခင်းနဲ့ပါသွားမှာကို စိုးရိမ်နေရတယ်။အဲဒီတုန်းကအခုမြကြီးနားတက္ကသိုလ်ကဒီဂရီ ကောလိပ်အဆင့်ပဲရှိသေးတယ်။မြကြီးနားကောလိပ်မှာနှစ်နှစ်တက်ပြီးဂုံတူးတန်းပါရင်မန္တလေးတက္ကသိုလ်တို့ရန်ကုန်တက္ကသိုလ်တို့မှာသွားတက်ရတယ်။ငါကကောလိပ်မတက်ဘူးတော့ကောလိပ်ကြောင်သိမ့်မသိဘူး။မတော်နဲ့အတူအရေးခင်ထဲမှာပါတဲ့ကောလိပ်ကျောင်းသားတွေကတစွန်းတစပြောပြလို့သိရတာလောက်ပဲရှိတာ။ ဒါပေမဲ့အဲ့ဒီတုန်းက ကောလိပ်ကျောင်းသားတွေကပညာတတ်တွေများတယ်။အားလုံးဒီပါကတွေးခေါ်တတ်တဲ့သူတွေကြီးပဲ။ငါတို့ခေတ်ကစတိတ်ကျောင်းကိုတန်းဆယ်တန်းအဆင့်ရောက်ရင်တောင် စာတော်တော်တတ်တဲ့ခေတ်ကိုမြကြီးနားမှာ88အေးတော်ပုံကြီးကို ကောလိပ်ကျောင်းသားတွေကနေစားခဲ့တာပဲ။ဒါပေမဲ့ဘယ်လိုပုံစံမျိုးနဲ့စားခဲ့တာလဲဆိုတာကိုတော့ငါကောင်းကောင်းမသိဘူး။ ငါတို့ခက်ကတယောက်တင်းစကားကိုတယောက်လက်ဆက်ကမ်းပြီးဆက်သွယ်ရတဲ့ခေအဲ့ဒီအရေးကင်းဆလာတာနဲ့ပတ်သက်ပြီးငါ့ကိုចောင်းသားကြီးတယောက်ပြောပြဖူးတယ်။သူကမြကြီးနာအာထကအုံက ကိုဒန်းចောင်းတာသူ့နတ်မီကိုတော့ငါမမှတ်မိတော့ဘူး။သူရှမ်းလူမျိုးမှန်တော့ခုထိမှတ်မိသေးတယ်။အရေးခင်ဖြစ်တော့ငါတို့ခင်ခဲ့ကြတာ။ ူပြောပြတာကအရေးခင်းဖြစ်လို့အเจ้าနေပိတ်တဲ့အကြောင်းမတင်ညာခင်ရက်တီသူတို့အเจ้าမှာရှိနေခဲ့ကြတယ်အဲ့ဒီအချိန်အရေးခင်းကဒီနေပဲစဖြစ်တော့မလို့လို့နောက်နေပဲစတော့မလို့လို့သတင်းတွေကပြန့်နေတယ်အเจ้าတွေကလည်းဒီနေပဲပိတ်တော့မလို့လို့မနဲ့ပြန်ပဲပိတ်တော့မလို့လို့ဖြစ်နေတယ်ဒီတော့တချို့ကအเจ้าလာနေကြတော့ပေမဲ့တချို့ကမလာကြတော့ဘူး ငါကတော့သိတဲ့အတိုင်းအစကတည်းကကြောင်းပြေးကျင်တဲ့သူဆိုတော့မတော်ဘူးပေါ့ဆိုတော့အဲ့ဒီနေ့နေလေကင်းလောက်မှာသူတို့စီကိုကြောင်းသားကြီး၁၀ယောက်ရောက်လာပြီးတို့အရေးလုပ်ဖို့လာခေါ်ကြတာတယ်သူပြောတဲ့ကောလိပ်ကြောင်းသားကြီးဆိုတာကတော့ကောလိပ်ကြောင်းသားကို ဆိုလိုမှန်းသိတယ်ကြောင်းသားကြီးတွေက သူတို့ရဲ့အထက်ကတုံကြောင်အပြင်ဘက်ကနေရက်ပြီး ចောင်းသားငယ်တွေအပြင်ထွက်လာကြဖို့ခေါ်တာတယ်။အရေးခင်းကအဲ့ဒီကနေစသွားတယ်ဆိုပဲ။မြကြီးနာကစတိတ်ចောင်းသားတွေကတကြောင်နဲ့တကြောင်တိတ်ဝေးကြတာမှမဟုတ်တာ။အာထကတုံးကចောင်းသားအုပ်စုကြီးထွက်လာတော့အာထကတက်အာထကနှစ်ကចောင်းသားတွေလည်းထွက်လာတယ်။တပိတ်ဆင်နွဲမဲ့စတိတ်ចောင်းသားအုပ်စုထဲမှာ၄တန်း၅တန်းအရွယ်ကအစပါလာတယ်။ ဒါပေမဲ့အဲ့ဒီတုန်းက၄တန်း၅တန်းဆိုတာအခုခက်လို့ပျော့တိပျော့ဖက်ကလေးတွေတော့မဟုတ်ဘူးစတိတ်ចောင်းဘက်ကចောင်းသားအုပ်စုကြီးကိုဥဆောင်ပြီးခေါ်ထွက်လာကြတာလဲကောလိတ်ចောင်းသားကြီးတွေပဲအဲ့ဒီတုန်းကမြေကြီးနားမှာအထက်တန်းလွန်ចောင်းဆိုလို့စီတာပူမှာရှိတဲ့ဒီဂရီ ကောလိတ်ចောင်းကြီးတစ်ចောင်းပဲရှိသေးတယ်ကွန်ပျူတာတက္ကသိုလ်တို့ဤပညာတက္ကသိုလ်တို့ဆိုတာ နောက်ပိုင်းမှာပေါ်လာတဲ့အကြောင်းတွေအဲ့ဒီတုန်းကမရှိသေးဘူးစတိတ်ကျောင်းဘက်ကျောင်းသားအုပ်စုကြီးမထွက်လာခင်ကတည်းကကောလိပ်ကကျောင်းသားကြီးတွေက ထွက်နေနေပြီ နောက်တော့ကောလိပ်ကျောင်းသားအုပ်စုကြီးနဲ့စတိတ်ကျောင်းသားအုပ်စုကြီးပူးပေါင်းကြတယ်အဲ့ဒီနောက်တော့လူလူကပါပါဝင်လာပြီး88အရေးခင်းကမြကြီးနားမှာပောက်ကွဲတော့တာပဲအဲ့ဒီမတိုင်ခင်ပြီမဘက်မှာက ចောင်းသားတွေဥဆောင်ပြီးဆန္ဒပြပွဲတွေဖြစ်နေပြီးတောင်တန်းတွေပဲကြတော့ចောင်းသားတွေရောလူထုတွေပါတိုးလောတိုးလောနဲ့ပြည်မကသတင်းတွေကို နားဆွင့်နေရတဲ့အချိန်တချို့ចောင်းသားကြီးတွေရဲ့ပြန်ပြောပြပုံအရာ တနိုင်ငံလုံးအတိုင်းအတာနဲ့အထွေထွေတပိတ်စဖို့တတ်မှတ်ထားတဲ့ဩဂုတ်လ၈ရက်မှာတောင်တန်းကចောင်းသားတွေကပြည်မနဲ့တချိန်တည်းတည်းရဲ့အရေးခင်းကိုမစရင် ဒါမှမဟုတ်မဆရဲရင် ကြောက်ပြင်းတဲ့တနကားတော့ပို့ပေးလိုက်မယ်လို့ပြောခံရတဲ့အဲ့ဒီတော့ဒီဘက်ကကောလိပ်ចောင်းသားတွေကလည်းမခံနိုင်တော့ဘူး88အရေးတော်ပုံကြီးစမဲ့နေမှာပြီမနဲ့တန်းတူမြကြီးနားမှာလည်းအရေးတော်ပုံကြီးကိုစတယ်အရေးတော်ပုံကြီးစမဲ့နေမှာကောလိပ်ចောင်းသား10ယောက်လောက်ကမျက်လုံးနားမှာကွက်ကွက်လေးဖောက်ထားတဲ့အဆော့တွေကိုစွတ်ပြီးဒိုအရေး တို့အေးလို့စအော်လိုက်တော့တခြားចောင်းသားတွေရောလူလူတွေပါနောက်ကနေဝေါ်ကနေလိုက်လာကြလေရောမြကြီးနာမှာ လူလူအောင်ကြွမှုကြီးဖြစ်လာတော့အားလုံးကကြောက်နေရပြီဓာတ်ထောက်လူရည်မှုတွေခိုးမှုတွေအပါဝင်တစ်ဖက်ကစစ်ထောက်လမ်းကြီးကိုလည်းကြောက်နေရတယ်အဲ့ဒီအချိန်တုန်းကစစ်ထောက်လမ်းကြီးဆိုတဲ့အကောင်တွေကိုတိတ်ကြောက်ရတဲ့အချိန်ဘယ်ချိန်ဘယ်နေရာမှာခဏလိုက်ခဲဆိုပြီးခေါ်သွားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့စိုးရိမ်နေရတယ်။စစ်ထောက်လန်းရေးဆိုတဲ့လူတွေကလည်းယူနီဖောင်းတကားကားနဲ့သွားနေတဲ့သူတွေမဟုတ်ဘူး။အယတာဝတ်စုံနဲ့ပဲသွားနေကြတဲ့သူတွေဆိုတော့ဘသူကသတင်းပေး။ဘသူကအယတာမှန်ခွဲခြားလို့မရဘူး။ညနေခင်းမိုးမောင်လာပြီးဆိုတာနဲ့တယောက်တည်းအိမ်ပြင်မထွက်ရတော့ဘူး။နောက်ပြီးအရေးခင်းကာလညမထွက်ရအမိန့်မှာခြားထားတော့ မုံမောင်ရင်တော်ရုံဘသူမှအိမ်ပြင်းမထွက်ရအိမ်ပြင်းမထွက်တော့ဘူးရက်ွက်ထဲကလမ်းတွေဆိုရင်ညဘက်ခွေးဆွဲမှတောင်ကြောက်ရတယ်လမ်းတွေမှလည်းအခုလိုမင်းလဲတဲ့အတိုင်းဆိုလို့တတိုင်းမှကို မရှိတဲ့အချိန်လေငါနဲ့ဂန်ဆိုင်အောင်ဆေးရုံကြည်လန်းတော့ကောက်ကွင်းနာမှာစောင့်နေတော့ဆန္ဒပြတဲ့လူအုပ်ကြီးကငါတို့နဲ့ဤသည့်ထက်နီလာတယ် ចောင်းသားကြီးတွေထမ်းလာတဲ့အရာကြီးကိုလည်းတဖြည်းဖြည်းနဲ့ရှင်းရှင်းလင်းလင်းမြင်လာရတယ်။ငါတို့ ਨੇ အနိကတ်ဆုံးနေရာကိုရောက်တော့မှသူတို့ထမ်းလာတာလူသေးကောင်ကြီးပါလားလို့သိရတယ်။ငါတို့နေရာလုံးတယောက်မျက်နှာတယောက်ကြည့်ပြီးဘာမှမပြောနိုင်တော့ဘူး။ ကျောင်းသားကြီး၁၀ယောက်လောက်ကကြောက်တင်ပုံအမဲပေါ်မှာလူသေးအလောင်းကိုတင်ပြီးထမ်းလာကြတာကြောင့်အဲ့ဒီလူသေးအလောင်းကို ရှင်းရှင်းလင်းလင်းမြင်နိုင်တယ်။အဖြူအစိမ့်ဝက်ထားတော့တေဆုံးသွားတဲ့သူက စတိတ်ကျောင်းသားမှန်းလဲသိနေရတယ်။ဒီလူသေးအလောင်းရဲ့ရင်ဘတ်ပေါ်ကနေစီးကျနေတဲ့သွေးတွေကြောင့်အင်ဂျီအဖြူတစ်ခုလုံးကနီးရဲနေတယ်။ပိမ့်ပိမ့်ပါပါခန္ဓာကိုယ်တစ်ခုလုံးကိုဝါးမြိုထားတဲ့သွေးဆက်တွေနဲ့ သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာရှိနေမဲ့ကြီးစံရာတွေចောင်းသားတယောက်ဒေါ်လန်ရေးအတွက် အသက်ပေးသွားခဲ့ပြီအဲ့ဒီလိုပဲအဖြူအစိမ်းဝတ်စုံနဲ့သူ့ရဲ့သေဆုံးမှုကဒေါ်လန်ရေးအတွက်တွန်းအားတစ်ခုလည်းဖြစ်သွားခဲ့ပြီចောင်းသားကြီးတွေရောအငယ်တွေရောနောက်ပြီးမြကြီးနာလူလူကြီးကပါ သူ့ကိုဒေါ်လန်ရေးမှကြွေးကြခဲ့တဲ့သူရဲ့ကောင်းဖြစ်အတိအမှတ်ပြုကြတယ် အလောင်းထမ်းလာတဲ့ចောင်းသားကြီးတွေကရှေ့ရောက်သွားကြပြီ လူအုပ်ကြီးကလည်းဒေါသကြီးစွာနဲ့သူတို့နောက်ကနေတဖြည်းဖြည်းလိုက်နေကြတယ်မကြေနပ်မှုတွေဒေါသတွေကလူတယောက်ချင်းစီတိုင်းရဲ့မျက်နှာမှာတိတိတာတာပေါ်လွင်နေတယ်ဒေါ်လန်ရဲ့ရဲဘော်တယောက်ချင်းစီရဲ့လက်ခံမောင်းခတ်ကြွေးကြော်တံတွေကလည်းဒေါသအပြည့်နဲ့မကြခင်ပောက်ကွဲတော်မယ်အတိုင်းပဲ thank you ုတ်ကဲ့ပါခင်ဗျာအပိုင်းတက်ကိုတော့ကျွန်တော်ဒီမှာပဲရန်နာထားလိုက်ပါမယ်ခင်ဗျာနောက်လာမယ့်အပိုင်းဆက်ကိုလည်းဆက်လက်ဆောင်မြော်အားပေးနားဆင်ကြပါအောင်ခင်ဗျာဒီနေ့အားပေးနားဆင်ကြသူပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာပြီးဘေးရန်ကင်းကွာတဲ့နေ့လေးပိုင်ဆိုင်ကြပါစေကျွန်တော်ကတော့တင်ဆက်ခဲ့သူဂျင်မနိုင်ဖြစ်ပါတယ်ခင်ဗျာ